ကဲမင်္ဂလာပါဗျဝေါ်ခုံတိုင်းမှာအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်အခုကြည့်ရှုနေတဲ့ညီကိုရင်းမင်းညာအပွဲစဉ်တွေကြည့်ဖြစ်ကြလားမသိဘူးဗျကျွန်တော်ကတော့အကုန်လုံးကြည့်ပါတယ်မြန်မာပွဲ၃ပွဲပေါ့နော်အဲ GMA promotion မှာကစားတဲ့ MMA ပွဲစဉ်၂ပွဲရယ်ပြီးတော့ One Championship တပွဲပေါ့နော်စစပေါင်း၃ပွဲပါခင်ဗျမင်းညာကစားသွားတဲ့မြန်မာဖိုင်တာ၃ယောက်ထဲမှာတယောက်ပဲအနိုင်ရရှိတာဖြစ်ပါတယ်ကျန်တဲ့၂ယောက်ကတော့ ရှုံးပွဲကြုံခဲ့ရပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ပထမဆုံးချန်ပီယံရဲ့ပွဲပေါ့နော်ကြော်ခန့်ဝင်းရဲ့ပွဲကြော်ခန့်ဝင်းရဲ့ပွဲမှာတော့ဒီဂက်တီချုံနဲ့အနိုင်ရရှိတာဖြစ်ပါတယ်ဒီပွဲက MMA ပွဲစဉ်ပါပွဲအကြောင်းကိုတစ်ချက်ပြန်ကြည့်မယ်ဆိုရင်ပြိုင်ဘက်ကြီးကဒီကို stand fight နေပဲရှင်းလာတာတွေ့ရတယ် stand fight မှာဆိုရင်တိတဲ့အတိုင်းပဲမွေထိုင်းတမားတွေကဒီ striking မှာတော်တော်လေးကောင်းတယ်ပြီးတော့ဒီတတောင်တွေတော်တော်လေးကောင်းပါတယ် ဒါပေမဲ့မင်းညာပွဲမှာတော့ကြောခန့်ဝင်ရဒီ Time Fighter ကိုလုံးဝအခွင့်ကိုမပေးပါဘူး။အဲ့တော့ပထမအချိန်မှာပဲတူဝင်လုံးတယ်။ဒါပေမဲ့အာပိုတန်နာဒီ Time Fighter ဖြစ်နေပါတယ်။ကြောခန့်ဝင်ကဝင်လုံးပဲမဲ့ Time Fighter ဘက်က transition ပြန်ပြောင်းနိုင်တယ်။ဟိုဘက်ကအာပိုတန်တဲ့အတွက်သူ့ကို ground and pound ပေါ့နော်။အပေါ်စီးရနေကစားပြီးတော့ ground and pound ထိုးတက်တာတွေ့ရပါတယ်။တော်တော်လေးကိုခံလိုက်ရတယ်။အာတော်သေးတာပေါ့နော်။အဲ့ဒါတော့ဒီ time factor ကချုပ်ကွက်အရင်ကြီးမကျွမ်းကျင် BGG အားနည်းတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့သူကအပေါ်စီးရနေကျွန်တော်တို့မြန်မာ fighter ကြောင်ခန့်ဝင်းကိုအပေါ်ကနေထူထောင်းတယ် ground ရဖောင်းလို့ပြီးတော့အဆုံးတက်ဖို့ကြိုးစားတာဖြစ်ပါတယ်ဒါပေမဲ့ကြောင်ခန့်ဝင်းဘက်ကလည်းတော်တော်လေးကို defense line ကောင်းတယ်လို့ပြောလို့ရတယ် ဒီ arm triangle ပုံစံမျိုးချုပ်ခွက်အရာရှိနိုင်မဲ့နေစနစ်မျိုးစုံကိုတော့စ조사တာတွေ့ရတယ်ဒါပေမဲ့မရဘူးဗျဘောဘက်ကလည်းအာတန်လဲပြီးတော့ခွထိုင်ထားပြီးတော့အပေါ်နဲ့ ground ပေါင်းထိုးတက်တာဖြစ်ပါတယ် defense ဘိုင်းကအကောင်းတယ်လို့ပြောလို့ရပါတယ်ကြီးကြီးမားမားတန်ရမရလိုက်ဘူးထိချက်တော့အာအနေငယ်တော့ထိလိုက်တယ်ဒါပေမဲ့ပွဲချင်းပြေးသွားတယ်ပထမအချိန်ပြေးသွားတယ်အဲ့တော့ဒုတိယအချိန်ဒုတိယအချိန်မှာလည်း ကျော်ခန့်ဝင်ရတော့သူပြောခဲ့တဲ့အတိုင်းပဲချုပ်ကောနဲ့အဆုံးတက်မယ်ဆိုပြီးတော့နှစ်ပန်းပြန်လုံးပါတယ်နှစ်ပန်းပြန်လုံးဝင်မဲ့ဟိုဘက်ကပဲအတားဆေးပြန်ရပါတယ်ဘယ်လိုတော့အားကွာတယ်လို့ပဲပြောလို့ရမှာပေါ့နော်ဒီမွေတိုင်းဖိုက်တာဘက်ကပဲအပေါ်ကနေပြန်ရပါတယ်ဒါပေမဲ့ဒီလိုမျိုးအခြေအနေမှာကျော်ခန့်ဝင်ကတော့အပြောင်းအလဲဒီပွဲရဲ့အပြောင်းအလဲဖြစ်စေနိုင်တဲ့ transition တစ်ခုကိုလှုပ်ပြသွားပါတယ်အဲ့ဒါတော့တော်တော်လေးလှပါပါတယ်သူရဲ့ခန္ဓာကိုယ်အပေါ်ဘက်ပြန်ရောက်အောင် ပြန်ပဲကစားသမားကို drawing အဖောင်းနဲ့ကစားလို့ရအောင်အပြောင်းလဲပြန်လုပ်နိုင်ပါတယ်ဗျပြောမယ်ဆိုရင်ဒီအရေးဆုံးပြီးတော့ရုံးလိုက်တဲ့ပုံစံပေါ့နော်အဲ့တော့မှန်သွားပါတယ်ဒီအကောကမှန်သွားတယ်တကယ်လို့ဒီလိုမျိုးအရေးဆုံးပြီးတော့မလုပ်ဘူးဆိုရင် drawing အဖောင်းနဲ့လည်းအကြာကြီးဖြစ်သွားနိုင်တယ်တမလား ground control ဘိုင်းကိုပို့ပြီးတော့အားသာတဲ့ time fighter လေးအနိုင်ရသွားနိုင်ပါတယ်။ဒါပေမဲ့ခုနပြောခဲ့တဲ့အတိုင်းပဲကျွန်တော်တို့ကြော်ခန့်ဝင်ကအဆုံးဖြတ်ချက်မှန်တယ် ဲ့တော့သူအပေါ်စီးရတဲ့အချိန်မှာတော့အမှတွေ့ပြန်နော်လုံးဝအတိတာတယ် ground game ဘိုင်းမှာဘယ်သူကပို့ပြော legend ပြင်ဆင်ထားလဲဆိုတော့လုံးဝအတိတာတယ်နော်ကျွန်တော်တို့ကြောက်ခန့်ဝင်ရပို့ပြောပြင်ဆင်ထားတာတွေ့ရတယ်သူအပေါ်စီးကနေရပြီဟဲ့ဆိုတာနဲ့ ground ဖောင်းနဲ့ share ကိုကြွေးတာ time fighter ကို share ကိုကြွေးတယ်အမဒိုင်တားမလားဆိုပြီးတော့ဒိုင်ကိုပါတစ်ချက်ကြည့်လိုက်ပါသေးတယ်။ဒါပေမဲ့ဒိုင်ကစောင့်ကြည့်နေတယ်နော်။ဘာမှဝင်တားချင်းမရှိဘဲနဲ့ အော်ကြည့်ဒီကြည့်အဲ့လိုမျိုးလုပ်နေအဲ့တော့ကြောက်ခန့်ဝင်ဘက်ကလည်းအာဒါမဖြစ်တော့အောင်ဆိုတဲ့သူ့ရဲ့အနေထားပေါ့နော်အာဒီခန္ဓာကိုပုံစံပြောင်းပြီးတော့ဒီဂေတီချုပ်ပဲပေါ့ဘယ်မြဥတီကစားသွားတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတော့ဂေတီချုပ်နေပဲအဆုံးတက်လိုက်နိုင်ပါတယ်နော် ကယ်ကိုမော်လယ်ကိုတော့ပွဲပါဗျ။မဟုတ်ဆိုရင်ပြိုင်ဘက်ကဒီ brown game ဘန်းအရန်မကောင်ဘူးဆိုပေမဲ့အာတန်နေတော့ဗောနော်။တော်လေးကိုအာတန်နေတဲ့ Thai fighter ကြီးဖြစ်နေပါတယ်။အဲ့ဒါကြောင့်ကြောခံဝင်နေတော့အကောင်စားသွားတဲ့အနေအထားမှာရှိပါတယ်။အဲ့တော့ congratulation ပါ။သူပြောခဲ့တဲ့အတိုင်းပဲဒီပွဲကိုချုပ်ကွက်တဲ့အနိုင်ရရှိအောင်သူဆွမ်းဆောင်မယ်ဆိုပြီးပြောခဲ့ပါတယ်။ပွဲမဆောင်ခင်သူ့ရဲ့ Facebook စာမျက်နှာမှာရေးသားခဲ့တာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်လည်းစောင့်ကြည့်နေတယ်ဘယ်ပုံစံနဲ့ အဆုံးတက်မလဲဆိုတော့ကျွန်တော်တို့ဆောင်ကြည့်ခဲ့ပါတယ်နော်အဲ့တော့ကလေးချုပ်နေမယ်သလပပပဲနောက်ဆုံးတော့အဆုံးတက်လက်နိုင်ပါတယ်အဲ့တော့ congratulation ဒီပွဲကအကျော်ခန့်ဝင်အတွက်ဒီပထမဆုံး MMA ပွဲစဉ်လို့တည်ရပါတယ်ဒီနေ့သူ့ရဲ့လူမှုကွန်ရက်ဆန်းနေပုံမှာပြန်ပြီးတော့ဖော်ပြလာတာတွေ့ရတယ်နော်အဲ့တော့ပထမဆုံးထိုးတက်တဲ့ MMA record မှာနိုင်ပွဲနဲ့စတင်လိုက်ပြီဖြစ်ပါတယ်ဒါကျွန်တော်တို့လိုအပ်တဲ့အရာပါပဲ MMA fighter တော်တော်လေးကိုရှားပါပါတယ်ကျွန်တော်တို့မြန်မာ fighter တွေမှာလေကိုအောင်လန်းအန်ဆန်တို့မျိုး fighter ပေါ်ထွက်လာဖို့ကျွန်တော်တို့အဆောင်မြောင်နေတယ်အဲတော့ကြောက်ခန့်ဝင်လဲဆက်ပြီးတော့စူးစားပါလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူးမွေထိုင်းတို့လက်ဝဲတို့လောက်တော့မလွယ်ကူဘူးဘာလို့ဆိုရင်ကျန်တဲ့ပညာတွေကတနည်းပဲလက်ချင်းပြင်ဆင်ရတော့အခုက ground game ပိုင်းပါမယ်နပန်းပါမယ် BGC ပါမယ်လက်ဝဲပါမယ်မျိုးစုံပေါ့နော်မွေထိုင်းပါမယ်မျိုးစုံကိုလက်ချင်းပြင်ဆင်ရတာဖြစ်ပါတယ်အဲဒါကြောင့် MMA ကစားသမားတယောက် mix martial art ကစားသမားတယောက်ဖြစ်ဖို့ဆိုတာတကယ်ကိုမလွယ်ဘူးပေါ့။အဲတော့ဆက်ပြီးစူးစမ်းပါ။နောက်ပြိုင်ပွဲတွေမှာလည်းအနိုင်ရရှိပါစေလို့အဆုမကောင်တောင်းပေးလိုက်ပါရစေ။ Okay ။အဲ့ဒါပြီးတော့ပေပွဲကြည့်ရလဲဆိုရင်ကျွန်တော်တို့ပွဲစဉ်ရှင်းမှာကစားသွားတဲ့စောကြုံရဲ့ပွဲပါ။ không tốc du làm quân à bay bàn nó mới đi bay bàn không tốc du bay bàn ơi <laughs> chết mấy cái <laughs> chuột nữa mà Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn စောကြောင်ရဲ့ပွဲစောကြောင်ရဲ့အခြေအနေကတော့ MMA ဘက်ကသူကတော့အရန်ကြီးအာခီးမရောက်သေးဘူးလို့ကျွန်တော်တို့တုံ့တက်လို့ရပါတယ်နော်သူကစားတော့အသွားတဲ့ပုံစံဆိုတော့ဒီခွန်ခမာပွဲစဉ်အတိုင်းပြီးတော့လက်ဝဲပွဲစဉ်အတိုင်းသူကစားတော့ဖြစ်ပါတယ်အဲ့တော့သူရဲ့ပြိုင်ဘက်ကမ်ဘောဒီးယား fighter long la လို့အမည်ရပါတယ်ဒီ fighter ကတကယ်ကိုခန္ဓာကိုတန်ပါတယ်ဗျာ ်တမအရင်ကအရင်ကြီးမရှိဘူးဆိုပေမဲ့သူလက်တီထိုးချက်တွေပြင်တော့ပြီးတော့အဓိကအားလာချက်ကတော်တော်လေးကိုအားတန်ပါတယ်ဆိုကြောင့်ထအများကြီးကိုအားတန်တာတွေ့ရတယ်နော်နှစ်ပန်းလုံးတာလည်းမရဘူးဘလို့မှမရဘူးဟောဘက်ကပဲပြန်ပြီးတော့ချိန်တလို့စိတ်ချိုက် ဟိုဘက်ပြက်လဲလိုက်ဒီဘက်ပြက်လဲလိုက်ပေါ့နော်ပြက်ပေါက်တဲ့ပုံစံမျိုးပါကစားသွားတာဖြစ်ပါတယ်ကျွန်တော်တို့ဒီရူ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 ရဲ့ပွဲကိုကြီးဖူးတယ်လို့တည်မှာပါအားပူတာတဲ့အားပူတန်တဲ့လူကဒီဖိုက်တာကိုပြက်ပေါက်နိုင်တာပေါ့နော်အဲ့လိုမျိုးအခြေအနေဖြစ်ခဲ့တာပါအဲ့တော့စောကြောင်ရင်ကိုတော့ကျွန်တော်ကတော့ MMA ပွဲတော့အဲဒါလည်းပထမအောင်ဆုံးအတွေ့အကြုံဆိုတော့လေဘာမှမဆိုတော့ဖြစ်နိုင်ပါတယ်နော်အဲ့တော့ဆက်စူးစမ်းပါလို့ပဲပြောချင်ပါတယ်စောကြောင်နိုင်နော် အဲ့တော့စောကြောင်ကတော့ရှုံပွဲကြုံသွားပါတယ်တော့โอเคနောက်တစ်ပွဲနောက်တစ်ပွဲကတော့ကျွန်တော်တို့အားလုံးစောင့်ကြည့်ခဲ့တဲ့ပွဲပါပဲအဲ့ဒီပွဲကပါလဲဆိုရင်အဲမွေရဲ့ပွဲပါခင်ဗျအဲမွေရဲ့ပွဲအဲမွေရဲ့ပွဲကဘယ်လိုပြောရမလဲဆိုရင်အဝင်အထွက်အဝင်အထွက်တော့ကောင်းပါတယ်နော်သူကစားခဲ့တဲ့ပုံစံတော့ကျွန်တော်ကြိုက်တဲ့ပုံစံပါပဲပွဲဆဆချင်းပါပဲတကယ်ကို ဒီအပြင်းနဲ့လက်တီထိုးချက်တွေပြီးတော့ဒီခြေကန်ချက်တွေနဲ့ဝင်ခဲ့တယ်တကယ်လည်းထိရောက်တယ်ပြန်မဲ့ကစားတမဝတ်တီခရန်ကိုအထိနာဆိုင်ခဲ့တယ်ဒီမျက်နာကိုထိုးတက်တဲ့အချက်ရဲ့နှစ်ချက်သုံးချက်လောက်လုံးဝချက်ကောင်းကိုထိခဲ့ပါတယ်ကြောင့်တကယ်လည်းကောင်းခဲ့ပါတယ်အဲ့တော့အားနည်းချက်ကဘာပြောရမလဲဆိုရင်မွေထိုင်းနေပြတယ်ဘလို့တင်ကြပါလေဆိုရင်တကယ်လို့ဂျက်ထောက်မယ်ဆိုရင်လည်းလက်တစ်ဖက်ကဘလို့မျိုးကာထားရမယ်တမလားအဲ့တော့ ဝိုင်လတီထိုးရခြင်းလက်တဖက်ကဘယ်လိုမျိုးကာထားရမလဲဆိုတဲ့ဟာကိုယ့်ရဲ့ပြန်ဘက်ကိုတိုက်ဆစ်ဆင်တဲ့အပေါ်မှာမိုးတွေပြီးတော့ defense ဘိုင်းကိုလည်းချက်ချင်းပဲအကာအကွယ်ယူတဲ့ပုံစံမျိုးတော်တော်တင်ပေးပါတယ်အဲ့လိုမျိုးရှိပါတယ်နော်ဥပမာခြေတော့အမြင့်ကန်လိုက်ပြီဆိုရင်အနောက်ပြန်လှဲတဲ့အချိန်မှာနောက်ပြန်ရိုက်ချက်တွေတုံးမလားမဟုတ်ရင်ကိုယ့်ရဲ့ခေါင်းကိုဘယ်လိုမျိုးကာထားမလဲဆိုတဲ့အနေအထားဒီအချက်တော့အလိုကိုလိုပါတယ် အဲ့တော့မင်းကအေးမွေကတူပကတိုက်ဆစ်ဆင်တာတော့တော့အမှန်တယ်အမှန်အကန်ပါပဲဒါဒါလိုပဲကစားရမှာပဲเนาะပြန်ပွဲမှာဆိုရင်တကယ်ကိုကောင်းခဲ့တယ်ဒါပေမဲ့တူပကတိုက်ဆစ်ဆင်ပြီးရင်ပြန်ဖက်ဘက်ကနေပြန်ပြီးတော့တုံ့ပြန်လာမယ့်ဟာကောဘယ်လိုမျိုးကာပါယူမလဲဆိုတဲ့အဆင့်အဲ့ဒီအချက်ကိုတော့တော်တော်လေးကိုအားနိုင်နေပါတယ်ဒါကတော့နည်းစနစ်ပိုင်းလို့ကျွန်တော်တို့ပြောလို့ရပါတယ်เนาะအဲ့တော့ဒီအချက်ကိုကျွန်တော်တို့တိတိကျကျကို လေ့ကျင့်စေချင်ပါတယ်။ဘာလို့ဆိုရင်ကျွန်တော်တို့ ဖွိတ်ကနေတစ်ချက်ထိုးလိုက်တယ်ဟိုဘက်ကလည်းတုံ့ပြန်လာမှာပဲတက်မလားအဲ့တော့ခေါင်းကိုတုံ့ပြန်မလားဘလို့လာမလဲပေါ့အဲ့အဲ့ဟာကိုကျွန်တော်တို့ကဒီဒီရှာကိုတက်တစ်ဖက်ကကာဝါယူထားဖို့ဒါအဲ့ဒီ defense ပိုင်းပေါ့နော် defense ပိုင်းကိုလေ့ကျင့်ထားဖို့လိုပါတယ်အဲ့တော့မင်းငါပွဲမှာဆိုရင်လေပြန်မဲ့ကစားသမားရဲ့အမြင့်ကန်ချက် hack it မိတော့တာပါဒီအမြင့်ကန်ချက်ပဲဒီပွဲရဲ့အပြောင်းလဲဖြစ်သွားတယ်အဲ့တော့ဒီအမြင့်ကန်ချက်ထိသွားတဲ့အချိန်မှာအဲမွေရလဲ ်အရင်ကြီး recover မဖြစ်သေးဘူးနည်းနည်းမိုးနောက်နေတဲ့အခြေအနေမှာဖြစ်သွားပါတယ်အမားတတောင်ရဲ့ချက်တွေတူးတက်ချက်တွေစက်တိုက်ကဝင်တော့တာပဲနော်ပြီးတော့ဒိုင်လိုဂျီဒိုင်လိုဂျီကိုလည်းအရင်ကြီးအပြစ်ပြောလို့တော့မရအောင်ဘာလို့ဆိုရင်အာကျွန်တော်တို့မြန်မာလက်ဝဲမှာဆိုရင်တော့လုံးဝလဲကျသွားမှအဲ့လိုမျိုးတိုင်ရအသားတာပေါ့နော်ဒါပေမဲ့အခုမွေထိုင်းမှာကျတော့ပြိုင်ဘက်ကစားသမားရဲ့ပုံစံကဒီ9စက္ကန့်လောက်ဘလို့မှ တုံ့ပြန်နိုင်ခြင်းမရှိတော့ဘူးဆိုတဲ့အနေအခြေအနေပေါ့နော်အဲ့လိုမျိုးအခြေအနေမှာတော့တို့ဘက်ကနေတိုင်ဘက်ကတားလာဖြစ်ပါတယ်အဲ့တော့အတိုင်းကိုလည်းအရင်ကြီးပြောလို့မရပါဘူးကျွန်တော်တို့လောဝေပွဲကြည့်နေကြပရိတ်သတ်တွေကတော့ဒီပုံစံကိုတိတ်မရင်းနေသေးတော့လေအဲ့တော့ပြောချင်တဲ့လူတွေလည်းရှိကြဖြစ်ပါတယ်နော်အဲ့တော့အတိုင်းကိုလည်းအရင်ကြီးပြောလို့မရပါဘူးပြီးတော့နောက်တစ်ချက်ရှိပါတယ်အဲ့ဒါပါလေဆိုရင်အရင်ပွဲမှာအင်းမွေကဒီ Israel Fighter Harvard Gordon နဲ့အပြေပြင်ကိုပြင်းခဲ့တာတမလား လုံးဝရေကုံရေခမ်းကိုပြင်းခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတန်ရာတွေလည်းရှိပါသေးတယ်အရင်ကြီး recover မဖြစ်သေးပါဘူးအဲ့ဝင်ပါလေအဲ့တော့လုံလောက်တဲ့အချိန်တို့အနားယူဖို့လိုအပ်ပါတယ်တမလားအရင်ကြီးမတိတာဘူးဆိုပေမဲ့ပြန်ပက်နဲ့ရေကုံရေခမ်းပြန်ပြီးတော့ယုံရတဲ့အချိန်ဒီမှာတော့အတိအတိုင်းပဲခဏရင်အဲ့လောက်ထိမရှိတော့ဘူးပေါ့နော်အဲ့တော့အဲ့ဝင် အေးအေးဆေးဆေးအနားယူဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့နှစ်လသုံးလအထိအေးအေးဆေးဆေးအနားယူစေချင်ပါတယ်နော်နှစ်လလောက်ပြီးမှပဲသူက training လေးပြန်စပါတော့အဲ့လိုမျိုးပုံစံပေါ့အဲ့တော့ခုနပြောခဲ့တဲ့အချက်တွေပြန်ကြည့်လိုက်မယ်ဆိုရင်မွေထိုင်း technique ကျွန်တော်တို့လိုအပ်ပါတယ်တိုက်ဆစ်စင်တာတကယ်ကိုကောင်းပါတယ်ဒီအတိုင်းပဲတိုက်ဆစ်စင်ရမယ်ဒါပေမဲ့ကိုယ့်ဘက်ကလည်းကာပါယူထားဖို့လိုပါတယ်ပြန်ပြကစားတမဘက်ကနေပြန်ပြတော့ပြန်လာမယ်အချက်ကိုကျွန်တော်တို့ defense ကောင်းကောင်းလေးကောက်ွယ်နိုင်ဖို့ ဒီအချက်ကိုကျွန်တော်တို့ကနေစနစ်ပိုင်းလိုအပ်တာဖြစ်ပါတယ်အဲ့တော့ဖြစ်စေချင်တာတော့ထိုင်းမှာရှိတဲ့ဘန်ကောက်မှာရှိတဲ့ဂျင်ပေါ့နော်မဟုတ်ရင်လည်းဖုကတ်မှာပေါ့ဒီ Veronica Legend ပြင်ဆင်နေတဲ့ဂျင်အဲ့လိုမျိုးမှာလည်းဒီ Legend ပြင်ဆင်ဖို့ကျွန်တော်ကတော့တိုက်တွန်းချက်ပါတယ်အဲ့ဆိုရင်တော့လုံးဝ perfect ဖြစ်သွားမှာတမလားမွေထိုင်းလည်းရတယ်လက်ဝဲလည်းကျွမ်းကျင်တယ်ဆိုရင်တော့ပြန်မကင်ဖြစ်သွားပါလိမ့်မယ်နော်အဲ့တော့ next level ကို ဆက်ပြီးတော့တက်ချင်တယ်ဆိုရင်တော့ဒီ technique ကိုအနည်းငယ်လေ့လာဖို့လိုအပ်ပါတယ်။အာ Bronica ကိုကြည့်လိုက်ပါ။ Bronica ထိတ်တန်းအစဉ်ရောက်နေပါပြီ။နော်ဆက်ပြီးတော့လေ့ကျင့်ဖို့တော့လိုသေးတယ်။တော်ပေမဲ့ထိတ်တန်းကစားသမားတယောက်အနေနဲ့ရပ်တည်နိုင်ပါပြီ။အဲဒါဘာကြောင့်လဲဆိုရင်သူလက်ဝဲလေးကျွမ်းကျင်တယ်၊မွေထိုင်းပါလေ။သူလေ့ကျင့်ခဲ့တဲ့အချိန်ပေးခဲ့တဲ့အဟာတွေကမနေတော့ဘူးနော်။အဲ့တော့ထိုင်ကောင်းမွေထိုင်မှာတတိယချဖို့ပြင်ဆင်နေတဲ့ fighter ဖြစ်ပါတယ်။အဲ့ဒါကြောင့်လဲအခုလိုထိတ်တန်းကစားတော့မှတယောက်အနေနဲ့ကျွန်တော်တို့တွေ့မြင်ရတာပါနော်။ အဲ့တော့အဲမွန်နဲ့တခြားကျွန်တော်တို့မြန်မာဖိုက်တာတွေလည်းအဲ့လိုမျိုးမွေထိုင်းနစ်နဲ့တွဲအနေငယ်ပေါ့နော်အာ9လ6လအဲ့လိုမျိုးအချိန်မပေးနိုင်တော့မှတလအောင်ထဲနေပိုင်းကိုလဲလာမယ်လေ့ကျင့်မယ်ပြန်မယ်လေ့ကျင့်မယ်ပြန်မယ်ပေါ့နော်ဒီလိုမျိုးပုံစံနဲ့ကျွန်တော်တို့လဲလာလို့ကြာပါတယ်โอเคအဲ့တော့ဒီနေ့အတလောက်ပါပဲနောက်ဗီဒီယိုမှာပြန်ဆောင်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်